မြန်မာတွေရဲ့လူနေမှုဆရိုက်ကမိဘတွေကသားသမီးတွေကိုအမြဲတမ်းကြွေးမွေးပြီးတဖွာမကွာနေစင်ကြတဲ့မြန်မာတွေရဲ့ဒီရိုးရာဆရိုက်တစ်ခုရှိတယ်ရိုးရာဆရိုက်ရှိတော့မိဘတွေရဲ့အရေးကိုခိုပြီးတော့ဒီကလေးသူငယ်တွေဟာလူငယ်လူရွယ်တွေဟာမိဘအရေးကိုပြီးတော့ မိဘကြွေးတာစားပြီးတော့ဘာဖြစ်လာတော့လူပြင်းနေဖြစ်ကုန်သူတို့ကိုယ်တိုင်စီးပွားရှာနိုင်စွမ်းမရှိကြတော့တခြားလူမျိုးတွေကြည်အရွယ်မရောက်ခင်ကတည်းကလုတ်တန့်ကြိုင်နှံ့အောင်ဆိုပြီးတော့ခိုင်းတယ်အရွယ်လေးရောက်လာပြီဆိုရင်ကိုယ့်နေကိုယ့်အိမ်တော်မနေခိုင်းဘူးတခြားနေရာကိုလွတ်ပြီးတော့သူများစီမှာအလောလောခိုင်းတဲ့ဟာတွေတောင်ရှိတယ် အဲ့ဒါဘာဖြစ်လို့တော့ဆိုရင်ကိုယ်ခြေထောက်နဲ့ကိုယ်ရပ်နိုင်အောင်သင်ပေးတာမြန်မာလူမျိုးတွေကတော့အဲ့လိုမဟုတ်ဘူးဒါအများစုကိုပြောတာမြန်မာလူမျိုးအများစုကဒီလိုမဟုတ်ဘူးအမေခွေကကြွေးတာပဲထိုင်စားနေကြတာများတယ်ဟောကိုယ်ကိုယ်တိုင်စီးပွားလုပ်ဖို့ကြတော့မိဘကလည်းအာမပေးဘူးဖြစ်အဲ့လိုဖြစ်တဲ့အခါကျတော့ဘာဖြစ်တယ်ဆိုမြန်မာလူငယ်လူရွယ်တွေမှာစီးပွားရေးမျက်စိကချို့တက်လာတယ် ချွတ်တယ်လာတော့အလုံးမရှိတော့ပဲရောက်သွားတော့ဆိုတပိတ်ဆိုင်ရောက်ကြတယ်ဟောတပိတ်ဆိုင်ရောက်တဲ့အခါကျတော့လပိတ်ချံတောက်ရံကနေပြီးတော့ဘာတွေတောက်လာတော့ဆိုအရက်တွေဘာတွေတောက်ကြတာဟောအဲ့ဒါလူတွေဖြစ်ပြီးတော့လူတွေဟာကြီးပွားတွတ်တက်မှုတွေတိတ်ပြီးတော့မရှိတော့အဲ့ဒီမှာရင်ကျေးလိမ်မာဆိုပြီးတော့သင်္นานတွေဖွင့်တဲ့အခါရင်ကျေးလိမ်မာဆိုတာဘာတွေဖွင့်နော်ဖះဘလို့ရှ िख ိုးရတယ်ဖះဘလို့ကြောရတယ် ဒီလိုရင်ကျေးလိမ်မှာလူကြီးတွေနဲ့ဘယ်လိုပြောရတယ်ဘယ်လိုဆက်ဆံရတယ်38ပြာမင်္ဂလာတရားတို့ဣတိပိသောတို့ဆိုတာတွေဘာသာရေးနဲ့ပတ်သက်တာတွေသင်ကြားဖို့ခြားတယ်အရေးမကြီးဘူးလားကြီးပါလေအဲ့တော့အရေးကြီးဆုံးနံပါတ်1ကဘာလဲလို့ဆိုရင်စီးပွားရေးသင်ပေးဖို့လိုအပ်တယ်စီးပွားရေးပြည့်စုံမှာ ဘာသာတရားကိုချင်းတရားစိတ်နေသဘောထားတွေကိုသင်ကြားပေးဖို့လိုအပ်တယ်။တို့ဘုံဒီနှစ်ခုဟာဖြိုင်းတူသင်ရမယ့်ပညာရပ်နှစ်ခုပဲဖြစ်တယ်ဟော။အဲ့ဒါကိုမြတ်စွာဘုရားကဟောတာလူ့ဘဝရောက်လာလို့ရှိရင်နဲ့ပညာမျက်စိနှမျိုးရှိအောင်သင်ကြားပေးချပေးရမယ်။ပညာမျက်စိနှမျိုးရှိဖို့လိုအပ်တယ်။စီးပွားရှာတတ်တဲ့ပညာမျက်စိကုသိုလ်အကုသိုလ် အကောင်းဆိုးအကြောင်းကျိုးကိုသိတတ်တဲ့ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိအဲ့ဒီအမြင်မျက်စိနှမျိုးလုံးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှသာဒီလောကဟာပြည့်ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီလိုဆိုတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကပုဂ္ဂိုလ်၃မျိုးခွဲပြီးတော့ပြတယ်နမတိကပါတော့ဆိုရင်အမြင်မျက်စိလုံးဝမရှိတဲ့ပုဂ္ဂိုလ်ကတဦးရှိတယ် အမြင်မျက်စိတစ်ခုစလုံးဘာအမြင်မှမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအန္တလို့ခေါ်တယ်မျက်စိနှစ်ဖက်လုံးမမြင်ရတဲ့ပုဂ္ဂိုလ်အဲ့ဒီနေရာမှာမျက်စိနှမျိုးဆိုတာစီးပွားရေးမျက်စိလည်းမရှိဘူးဘာသာရေးနဲ့ပတ်သက်တဲ့မျက်စိလည်းမရှိဘူးအဲ့ဒီမျက်စိနှမျိုးလုံး꿰နေတဲ့ပုဂ္ဂိုလ်အန္တပုဂ္ဂိုလ်လို့ခေါ်တယ် အဲ့ဒီအန္တပုဂ္ဂိုလ်ရဲ့အခြေအနေကိုမြတ်စွာဘုရားကဘယ်လိုဟောတော်လို့ဆိုတော့ဟောအဲ့ဒီပုဂ္ဂိုလ်ရဲ့အခြေအနေဟာအင်တမဆိုးဝါးတယ်နော်နတ်စေဝဘောဂတထာရူပသူ့မှာရတဲ့ရလိုက်တဲ့စီးတဲ့ဥစ္စာဆိုတာလေဘာမှမရှိဘူးစီးပွားရေးလည်းမရှာတတ်ဘူးစီးပွားရေးအမြင်မျက်စိကလည်းတစ်ဖက်ကကန်းနေတယ် သစ္စာပုံညာနိကုတ်ပတိကိုချင်းတရားနဲ့ပတ်သက်ပြီးတော့လေဘာကုသိုလ်ကောင်းမှုမှမလုပ်တတ်ဘူးဟောစီးပွားလည်းမလုပ်ဘူးကိုချင်းတရားနဲ့ကုသိုလ်တရားလည်းမလုပ်တတ်ဘူးနတ်ဆေဝဘောကတထရူပါနတ်စာပုံညာနိကုတ်ပတိဥပယတ္ထဂလိခါဟောအဲဒီလိုပုဂ္ဂိုလ်မျိုးဟာနှစ်ဖက်စလုံးဆုံးနေတဲ့ပုဂ္ဂိုလ်မျိုးတဲ့စီးပွားလည်းမရဘူးကုသိုလ်လည်းမရဘူး လူ့ဘဝမှာဘာမှအနှစ်သာရမရှိတဲ့အနှစ်သာရကင်းမဲ့နေတဲ့လူ့ဘဝနဲ့သူဟာနေရတဲ့ပုဂ္ဂိုလ်ကိုဥပယထကလေးကဟောအန္တတဟတသကုနောဘာမြင်မှမရှိတဲ့ပုဂ္ဂိုလ်မျက်စိနှလုံးကွဲနေတဲ့ပုဂ္ဂိုလ်ဟာအင်တမသနာဆရာကောင်းပြီးတော့ဘဝမှာအဆုံးရှုံးကြီးဆုံးရှုံးတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်လို့ဘုရားဆရာဒီလိုဟောတယ် ဒါကြောင့်မို့လို့လူတိုင်းလူတိုင်းဟာရှိပါရဲ့မျက်စိနဲ့ရှိဖို့လိုတယ်ကုသိုလ်ရေးနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဓမ္မရေးနဲ့ပတ်သက်တဲ့မျက်စိမျိုးလည်းရှိဖို့လိုတယ်အဲ့ဒီနှစ်ခုလုံးမှာမရှိလို့ရှင်ဥပယထကလေးကဟောရှိပါရဲ့ဘက်ကလည်းဆုံးရှုံးမယ်ကုသိုလ်ရေးဘက်ကလည်းဆုံးရှုံးမယ်တခါဒီဘဝမှာလည်းဆုံးရှုံးမယ်နောက်ဘဝမှာလည်းဆုံးရှုံးမယ်ဒီလိုအဓိပ္ပာယ်ဥပယထ နှစ်ဖက်လုံးလည်းဆုံးရှုံးတယ်နှစ်ဘဝလုံးလည်းဆုံးရှုံးတယ်အရှုံးနဲ့ပဲရင်ဆိုင်ရတဲ့ပုဂ္ဂိုလ်ဘာတစ်ခုမှမျက်မထွက်တဲ့ပုဂ္ဂိုလ်မျိုးလို့မြတ်စွာဘုရားအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာလည်းလောကမှာရှိနေတယ်နောက်တစ်ခုနောက်တစ်ခုကြတော့စီးပွားရေးမျက်စိတော့ဖြစ်ရှိပါရဲ့ဘာသာတရားနဲ့ပတ်သက်တဲ့မျက်စိမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းလောကမှာရှိတယ် စီးပွားရေးမျက်စိအမြင်တစ်မျိုးတည်းသာရှိပြီးတော့ဘာသာတရားနဲ့ပတ်သက်တဲ့မျက်စိမရှိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်အခြေအနေကဘယ်လိုဖြစ်မြတ်စွာဘုရားကအဲ့ဒါကိုရှင်းလင်းပြီးတော့ဟောထားတယ်နော်အထာပရာယအခါတော်ဧကသက္ခုစပုဂ္ဂလောနော်မြတ်အမြင်တစ်မျိုးတည်းပဲရှိတယ်စီးပွားရေးအမြင်တစ်ခုတည်းသာရှိတယ် ကုသိုလ်ရေးတို့ဘာသာရေးတို့ဓမ္မရေးနဲ့ပတ်သက်တဲ့အမြင်လုံးဝမရှိဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့ဘလို့အခြေအနေမျိုးတွေဖြစ်တတ်တော့ဆိုဓမ္မာဓမ္မေနသထောသောဘောဂာနိပရိယေတတိအဲ့ဒီပုဂ္ဂိုလ်မျိုးဟာတဲ့ပစ္စည်းဥစ္စာရှာတော့ပစ္စည်းဥစ္စာရှာတတ်တဲ့မျက်စိရှိသည့်အတွက်ကြောင့်စီးပွားဥစ္စာတော့ရှာပါရဲ့ရှာတဲ့အခါမှာ ိုချင်းတရားတို့ဘာသာတရားတို့ဓမ္မရေးရမျက်စိမရှိသည့်အတွက်ကြောင့်တရားတဲ့နီးနေရောမတရားတဲ့နီးနေရောစီးပွားဥစ္စာတွေရှားလာတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကပမာစကားမှရှိတယ်လို့ရတာလဲဘဏ္ဍဖူတိုက်တူးဆိုတဲ့ပုဂ္ဂိုလ်မျိုး အမေလည်းမရှောင်ဘူးအဖေလည်းမရှောင်ဘူးဘယ်သူဥစ္စာမှမရှောင်ဘူးသူရမယ်ဆိုရင်ရတဲ့နီးနေယူတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ် အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဓမ္မာဓမ္မေနတထောတော်တဲ့ဓမ္မအတ္တပဖြင့်ကောက်ချစ်ဆင်းလဲလာတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာတယ်။ဆိုလိုတာကမကောင်းတဲ့နီးနဲ့လည်းစီးပွားရှာတယ်၊ကောင်းတဲ့နီးနဲ့လည်းစီးပွားရှာတယ်။ကောင်းတာမကောင်းတာသူ့ဖို့အဓိကမဟုတ်ဘူး၊ရဖို့အဓိက။ဟော။အဲ့ဒါလို့စီးပွားရှာတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတယ်တဲ့။ဒါမျက်စိတစ်လုံးသာရှိတယ်ပေါ့။ဒါရင်လားလို့ဆိုတော့သူ့ရဲ့အခြေအနေကဒီတယ်မကဘူး။ ထေယေနကုတကမေနမုတဝါဒေနစုပယံထေယကုတကမမုတဝါဒကုတလောဟောတိတံဃာတုံကမ္မဘောဂိသမနောသူကပစ္စည်းဥစ္စာရှာဝေစုဆောင်းတဲ့နေရာမှာတော့ဗုဒ္ဓမကျွမ်းနေကျွမ်းနေလို့ဆိုပေမဲ့သူဘာနည်းတွေနဲ့ရှာတာလို့ဆိုထေယခိုးတယ်ွက်တယ် ခိုးခြင်းဝှက်ခြင်းဆိုတဲ့ဤစနစ်တွေကိုအသုံးပြုပြီးတော့ကုတကမ္မကောက်ချစ်စင်းလေးတွေဤတွေနဲ့သူကပဋ္ဌာန်ရအောင်လှုပ်တတ်တယ်ပေါ့မုတ္တဝါရိဏလိန်လေလှည့်စားပြီးတော့စီးပွားရှာတယ်ဩဒီပုဂ္ဂိုလ်မျိုးဟာအဲ့လိုဤတွေနဲ့စီးပွားရှာတာအလွန်တရာမှသူကကျွမ်းကျင်တယ်မဟုတ်တာလှုပ်ပြီးတော့စီးပွားရှာတယ်လို့ဒီလိုပြောတာနော်ဒီကနေ့ခင်မှာလည်းပဲဈာနေတွေဖတ်ကြည့် မတွေ့ကျင်ဆုံးပဲလိမ္မုံလိမ္နီးတွေအများကြီးပဲဟာလိမ္မုံလိမ္နီးတွေကအများကြီးရှိတယ်ဒီနေရတကမှလိုပဲဒါခုမှရှိတာမဟုတ်ရှိတော့ကလေးကလည်းရှိတယ်သို့တော့ဒီနေ့ခင်မှများလာတယ်လို့ပြောရအောင်အဲ့တော့အယောင်းဝယ်ကိစ္စနဲ့ပတ်သက်လို့လဲဒီလိုလုပ်တယ်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်လည်းပဲဒီလိုလုပ်တယ် အတုနဲ့အစ်စ်ရောရောင်းတယ်အတုလုတ်ပြီးတော့ရောင်းတယ်မျိုးစုံပဲအဲ့ဒီပဲဒီအလေးချိန်မမှန်မကန်လှုပ်တာကအစမမှန်မကန်လှုပ်တာတွေကအင်တာမှများလာတယ်ပေါ့ခဏခေတ်မှာသစ္စာရပြီးရောဆိုတော့လှုပ်တဲ့အလုပ်တွေဟာအလွန်များလာတယ်ပေါ့ဒါတွေဟာ เอกสักขุโลขอได้แต่แผ่นเพียงปกโกฤจอกอคุโลผิดล่ะสีกวายิญัสสิตะคูเด้ဆိုရင်မလုံးလောက်ဘူးတဲ့สีกวายิญัสสิရှိလာလို့ရှင်កောက်ចិត្តសិនលဲတဲ့នីរីနဲ့ជីកွားឆាတယ်តឡោរងកតកាតាយកកឆោតတယ်ពីញាមាភីមកញ៉ែតៃគូរីអា brand ដេសៃញ៉ែតៃគូរីអាឈីកောင်းလာတဲ့အခါចា လာလိန်တဲ့လူတွေအခုပေါ်နေတယ်ဆိုတာဟိုတခါလျှောက်သွားတယ်။သူလိန်မုံလိန်နီးရလဲအတော်ဟုတ်တယ်။သူ့ထဲမှာလည်းပဲ brain head တိုက်ဘူးတွေကတ်လိုက်ပါလား။ကတ်လိုက်ပါလားပြီးတော့အဲ့ဒီငှက်တိုက်ရောင်းတဲ့ဆိုင်ကိုဝင်ဝင်ပြီးတော့ငှက်တိုက်ဘူးတွေဝယ်တယ်။တဘူးနှစ်ဘူးဝယ်ပြီးတဲ့အခါမှာသူကများများဝယ်မဲ့သဘောပေါ့။ပိုက်ဆံက မလုံလောက်လို့ဆိုပြီးတော့ပြဿနာပြန်ယူမယ်ဆိုအဲ့ဒီသူ့ပါလာတဲ့ဘူးရေဒီကဆိုင်ကတကယ်အစ်အမှန်ရေအဲ့ဒီနှစ်ခုပေါင်းရောထည့်ပြီးတော့ပြဿနာအိမ်ပြန်ပြီးတော့ပြဿနာယူလိုက်အောင်မယ်ဒီမှာတထောင်လောက်နှစ်ထောင်လောက်တွေငွေချေပြီးတော့သူ့အထုပ်လည်းအဲ့ဒီမှာထားခဲ့တယ်ထားပြီးတော့အိမ်ပြန်ပြီးတော့ပြဿနာယူမယ်ပြဿနာမလောက်လို့ဆိုပြီးတော့သွားလိုက်တာ ဒီသူတို့ရှိမှာပဲအဲ့ဒီငှက်တိုက်ဘူးတွေကိုလည်းထားခဲ့တယ်မလားမလားနဲ့အဲ့ဒီငှက်တိုက်ဘူးတွေဖြန့်ကြည့်လိုက်တဲ့အခါကျတော့ဘာဖြစ်နေတုံးဆိုငှက်တိုက်ဘူးခွန်တွေနဲ့အထဲထဲကမဟုတ်တာတွေထည့်ထားတာတွေပဲငှက်တိုက်ဘူးအစ်စ်တွေတော့ပါသွားရောနော်အဲ့တော့ဆိုင်ရှင်ကခံလိုက်ရပြန်ဒါတကယ်ဖြစ်နေတဲ့ကိစ္စလေးနော်တကယ်ဖြစ်နေတဲ့ကိစ္စတခြားကိစ္စတွေပါလည်းပဲဒီတိုင်းပဲ အဲ့တော့အဲ့လိုမျိုးကိုမြတ်စွာဘုရားဟောတာထေရဏကုတကံမေနမုတဝါရေနဆိုပြီးလိန်ညာပြီးတော့ရွှေအစစ်နဲ့အတုစိန်အစစ်နဲ့အတုဆိုတာလိုရောရောင်းပြီးတော့သွားတာဒီစိန်လက်စွတ်တို့ဘာလို့ဆိုတာလဲမကြခြင်းအဆုံးပဲဒါ စိန်လက်စွပ်ကိုယူပြီးတော့ဝယ်မလို့ဆိုပြီးတော့ဈေးတွေပါလေပြော ကြည့်ပြီးတော့အတုနဲ့လဲထားခဲ့တာမျိုးတွေလေခဏခဏကြုံကြရတယ်ပေါ့နော်အဲ့ဒီလိုဟာမျိုးတွေဖြစ်လာတာဒါဧကဆက်ခုလို့ခေါ်တယ်ရှင်းတော့ကလိန်ပုံလိန်နီးလေးတခုကတော့ဘယ်လိုတော့ဆိုရှင်းတော့ကမုတ်ဆိုးတယောက်ကတောမှသွားပြီးတော့ တော်တဲ့ကလေးဖမ်းလာတာသမင်းနှစ်ကောင်ဖမ်းလာတယ်တကောင်ကအသေးလေးတကောင်ကအကြီးမြို့တက်ပြီးတော့သမင်းရောင်းမယ်ဆိုတော့လမ်းမှာဘယ်သူနဲ့တွေ့တော့ဆိုအယက်သမားလူလိန်တယောက်နဲ့တွေ့တွေ့တော့သူကမေးတယ်ဒါပါလို့ဖို့တော့ရောင်းဖို့လားဆိုတော့ဟုတ်တယ်မိုးဆိုးကအဲ့ဒီခေတ်ကဈေးရလေပေါ်တော့အကောင်အကြီးကနှစ်ချက်ကောင်လေးပြောခြင်းတစ်ချက်လို့ပြောတာ တခြားလူပြောတော့အဲ့ဒီလူလိန်ကအကင်းပါတယ်လေသူ့ထဲမှာအိတ်ထဲမှာပက်ဆံစမ်းပြီးတော့ပက်ဆံလေးတစ်ချပ်ထိုးပြီးတော့ကျုပ်အကောင်သေးယူမယ်အကောင်လေးပေးပါဆိုပြီးတော့ပက်ဆံတစ်ချပ်ပေးပြီးတော့သမင်ပေါက်စလေးဝယ်သွားအတော်လေးသွားမိတဲ့အခါသူပြန်လိုက်လာပြီးတော့ပြန်ခေါ်တယ်ကျုပ်ကအကောင်ကြီးပဲပေးပါတဲ့အကောင်လေးမယူကျင်တော့ဘူးဆိုတော့ဟိုလူကပြောတယ်ပေါ့ အကောင်ကြီးလိုချင်လို့ရှိရင်ခမရကျောက်ကိုနှစ်ချက်ပေးရလိမ့်မယ်ဆိုတော့သူကဘာပြောတော့ဆိုခမရဘာပြောတာလဲတဲ့ကျုပ်ခမရကိုတစ်ချက်ပေးပြီးသားတော့တဲ့ဟိုကဟုတ်တယ်လေတဲ့ခမရကျုပ်တစ်ချက်ပေးပြီးသားလေဟောဒီကောင်လေးရဲ့တစ်ချက်တန်တယ်တဲ့အဲ့တော့ပေးပြီးသားပတ်စံကတစ်ချက်ဟောဒီအကောင်လေးကတစ်ချက်တန်ဆိုတော့နှစ်ချက်ဖြစ်သွားရောပေးအကောင်ကြီးဆိုပြီးယူသွားတယ်ဟိုလူကလည်းမတွတ်တတ်တော့အဲ့ဒီမှာသူပြောတာလည်းဟုတ်တယ်ဆိုပြီးတော့ခံလိုက်ရတယ်နော် အဲ့ဒီလိုလိန်သွားတာမျိုးတွေကလည်းရှေးတုန်းကတည်းကလိန်ငယ်ဘူးတာတွေရှိတယ်။တော့အခုခေတ်တော့ပြောမဆုံးမအောင်ပေါ့။အများကြီးပဲလိန်တာတွေရှောက်ပြောလို့ကတော့ကုံနိုင်ပဲမထင်ဘူးနော်။အဲ့ဒါမျိုးကိုဆိုလိုတယ်မြတ်စွာဘုရားကထေရီနကုတကံမေနခိုးလို့ဝှက်လို့တဲ့နေနဲ့ကောက်ချစ်တဲ့နေတွေနဲ့ခိုးပြီးတော့စီးပွားရှာတယ်တဲ့။ ောက်ကျစ်တဲ့နီးတွေနဲ့ခိုးပြီးတော့စီးပွားရှာတယ်လို့လိမ့်ဒီလှိပြားပြီးတော့လည်းပဲစီးပွားရှာတတ်တယ်တဲ့အဲ့ဒီမှာစာပေကျမ်းကမှဆိုထားတာရှိသေးတယ်နော်တုလာကုတာတဲ့ချိန်စင်းလဲမာနကုလာချင်စင်းလဲတို့အင်တမဒီလက်လက်ပညာအလွန်ကျွမ်းတယ်စပါးချင်တာတောင်မှပဲရောင်းလို့ရှိရင်တစ်မျိုးဝယ်လို့ရှိရင်တစ်မျိုးချင်တတ်တယ် နော်ရောင်းတဲ့စပါးဆိုလို့ရှိရင်သူကဒီဒီရှိမှပဲတင်းမော်မှပဲတိုက်ချလိုက်တာဟာသူကပညာသာပါပါနဲ့တိုက်ချလိုက်တာရောင်းလို့ရှိရင် သူရောင်းလိုက်တဲ့စပါးသူကအမြတ်ကြံရတယ်ဝယ်လို့ရှိရင်လည်းပိုရအောင်သူလုပ်တတ်တယ်အဲ့ဒီပညာရတဲ့ရှိတယ်စီတော့ဘာလို့လဲတူတူပဲစီရောင်းဝယ်လုပ်တဲ့အခါမှာလည်းပဲဟော အထဲထဲမှာအပေါက်နဲ့လှုပ်ပြီးတော့ထားတာမျိုးတွေရှိတယ်ပေါ့အဲ့တော့ခုခေတ်မှာတော့အကောင်လုံးပြောရမယ်ဆိုရင်တော့မလွယ်ဘူးเนาะပို့ပြီးတော့ဒီဆက်စီရောင်းတဲ့ဆိုင်နေဆိုရင်ပို့ပြီးတော့ကျွမ်းကျင်ညာပို့ပြီးတော့ကျွမ်းကျင်အဲ့ဒါကြားဘူးတယ်ဒီဘလောက်ပဲဒီကောင်တာမှာချိန်ပြထားတာဘလောက်ပဲဆက်ကနေပြီးတော့ ဟိုဗနလီတာဆိုတာပြထားတာသူတို့လှုပ်တဲ့နေနဲ့လှုပ်ထားလို့ရှင်သူကတော့ကြံနေတာတခါလာမှဆိုဘလောက်ကြံတယ်တခါလာမှဘလောက်ကြံတယ်ဆိုအဲ့ဒါနဲ့တချို့မမှန်မကန်လှုပ်တဲ့လူတွေဟာတစ်နှစ်ဆိုရင်သိမ့်တော်များများအများကြံတယ်ပိုက်ထဲကြံတဲ့စီနော်အဲ့ဒါကြောင့်လားမသိဘူးစီဆိုင်နေပေါ်တာပြောနေတော့ဒါ ိုဖြစ်နေတာကိုပြောပြတာပါဘသူမှအပြစ်ပြောတာမဟုတ်ပါဘူးအဲ့တော့ဘယ်ရာပဲဖြစ်ဖြစ်ဟိုမြတ်စွာဘုရားရဲ့တပည့်တွေမြတ်စွာဘုရားကိုယုံကြည်ကိုးကွယ်တဲ့ဘုရားဝါသားတွေဆိုလို့ရှိရင်တော့ဒီလောက်လေးတွေတော့မလုံတဲ့ဘူးပေါ့တက်တလုံးစားရမယ်ကိစ္စမဟုတ်တာမလုံတဲ့ဘူးပေါ့တခြားနည်းနဲ့ မှန်မှန်ကန်ကန်မဲရောင်းသိဝယ်သိတာတွေပေါ့အဲ့ဒါကိုပြောတာထေရေနကုတကံမေနမုတဝါဒေနစုပယံကုတလောဟောတိတံဃာတုံကာမဘောဂိသမနောဟုတ်တယ်ဟိုအားရအမြတ်ကျန်တရားနေအမြတ်ကျန်နေရာတိုင်းမှလိုပဲဒါတွေရှိဆောက်လို့ရေကိစ္စတွေမှာဆိုလဲဒီတိုင်းပဲဆိုင်နေနဲ့ပေါင်းထားတယ်ဆိုတာ ဟိုကြားရတာပေါ့နော်ဘောင်းချာဖြတ်တယ်ဆိုပြီးဘောင်းချာတိုင်းဆိုပြီးတော့လည်းမယုံလေနဲ့ဘောင်းချာကလူကိုယ်တိုင်ဝယ်ရင်တမျိုးရေးပေးတာနော်ဆောက်လို့ရေးရလားဝယ်လို့ရှိရင်တမျိုးရေးပေးတယ်အဲ့ဒီသွားပြီးတော့ဘောင်းချာသွားဖြတ်ရင်ကိုပဲသူကကိုယ်တိုင်ဆောက်မှလားသူရဆောက်ပေးတာလားဆိုတာရှိတယ်အဲ့ဒီလူတွေဖြစ်နေတာဟုတ်တယ်အဲ့ဒီလူတွေဖြစ်နေတာ ကိင်္ဂနံဟာလက်တလုံးကြားလေးနဲ့ကိင်္ဂနံတွေကိုလှည့်ပြီးဟိုဘက်ကယူလိုက်ဒီဘက်ကယူလိုက်ယူနေတာအဲ့တော့အဲ့ဓာတွေဟာခိုးခြင်း25မျိုးထဲမှာပါဝင်ဖြစ်သည့်အတွက်ကြောင့်ဘုရားဘာသာဝင်တွေဟာရှောင်သင့်တယ်ပေါ့ဒါမျိုးတွေမလုပ်နိုင်ဘူးပေါ့အဲ့တော့အဲ့ဓာတွေလုပ်နိုင်မယ်ဆိုလို့ရှိရင်တော့အရိနာဒါနာဝေရမဏိသိခာပရံတမာရိယာမိဆိုတာနေတိုင်းချိုးနေတာ ਨੇ တူတူပဲပေါ့ နော်ရလာတဲ့ပစ္စည်းကလည်းပဲတသက်လုံးစားနိုင်အောင်ရတဲ့ဟာမျိုးမဟုတ်ပါဘူးမစင်မကျေဖြစ်နေပဲရပဲဖြစ်ဖြစ်ကိုရတဲ့ပစ္စည်းကိုစားတဲ့ပစ္စည်းဟာစင်စင်ကျေကျေဖြစ်အမြဲတမ်းကောင်းတယ်တရားမင်းကြီးကဝေစံတာဒီဗိမာန်ကြီးကနေပြီးတော့ထွက်လာပြီးလူပြေဘက်ကိုလှည့်ပြီးတော့လက်ဝှေ့ချတယ်တဲ့ ပထမလက်အုပ်ခြေတာဘယ်သူကိုလက်အုပ်ခြေတာတော့ဆိုဖရာကိုလက်အုပ်ခြေဒုတိယလက်အုပ်ခြေတာတော့တရားကိုလက်အုပ်ခြေတယ်တတိယလက်အုပ်ခြေတာကသံဃာတွေကိုလက်အုပ်ခြေစတုထတစ်ကြိမ်လက်အုပ်ခြေတာကြတော့ဘယ်သူကိုလက်အုပ်ခြေတာတော့ဆိုအခုလို့ဗုဒ္ဓအလိုကြလူဘဝမှာဖော်ဆောင်ပြီးတော့ကောင်းရောင်းကောင်းဝယ်စီးပွားရှာနေတဲ့ပုဂ္ဂိုလ်တွေကိုလက်အုပ်ခြေတာတဲ့အဲ့ဒီထဲမှာဓမ္မေနဒါရံပောတင်တိ တေနမတံမိမာတလိဆိုတဲ့အထက်ရေကဟထာပုံညကရာသီလဝန်တော်ဥပဒကဓမ္မေနဒါရံပောတင်တိတေနမတံမိမာတလိငါတခြားလူတွေကိုလက်အုပ်ချီတာမဟုတ်ဘူးကိုချင်းတရားကောင်းပြီးတော့တရားဓမ္မအတိုင်းကျင့်ကြံကြိုးပုတ်အားထုတ်နေကြတဲ့ဥပဒကတွေဟာတဲ့သူဆိုင်ကိုရှောင်ပြီးတော့သူဆိုင်နဲ့ပဲသားမယားတွေကိုကျွေးမွေးနေကြတဲ့ပုံကိုယ်တွေ ကောင်းရောင်းကောင်းဝယ်လုပ်နေကြတဲ့မိသားစုတွေကိုငါလက်အုပ်ချီတာပါလို့ဒီလိုပြောရတယ်။အဲ့တော့ဒီကနေ့မှာတရားမင်းကြီးလက်အုပ်ချီရမယ့်လူများရှိရှိသေးလားတော့မသိဘူးပေါ့နော်။အဲ့တော့ဘုရားရဲ့အလိုတော်ကြောင့်ဒီလူ့ဘဝကိုဖော်ဆောင်မှုအမှန်တမ်းအရေးကြီးတယ်အဲ့တော့အရိနာဒနာလည်းရှောင်ရမယ်၊မုဒ္ဒဝါဒလည်းရှောင်ရမယ်။အဲ့တော့မရှောင်တော့ဘာဖြစ်လာလဲဆိုခုန ဤတောသောနိရယံခန္ဓဝါဧကသကုဝိဟညတိဧစီဘဝဤမျက်စိတမျိုးတည်းသာရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဒီဘဝကနေပြီးတော့အပင်ငယ်ကြပြီးပင်မဆင်းရရတာနဲ့ကြုံရလိမ့်မယ်လို့ဟောမြတ်စွာဘုရားဒီလိုဟောတာနော်မမမကန်နဲ့လှုပ်ပြီးတော့သူစီရလုပ်ငန်းတွေနဲ့အသက်မွေးနေလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဤတောသောနိရယံခန္ဓဝါ ဒီဘဝကနေပြီးတော့နောက်ငရဲမှာဖြစ်ပြီးတော့ဆင်းရဲဒုက္ခတွေနဲ့ကြုံရလိုက်ပဲလို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့ဒီမှာနောက်ဆုံးပုဂ္ဂိုလ်တယောက်ကျတော့အမြင်မျက်စိနှမျိုးရှိတယ်အဲ့ဒီအမြင်မျက်စိနှမျိုးရှိတဲ့ပုဂ္ဂိုလ်ဟာဒွိစကုပနာအခါတော်တစ်ထောပုရိသပုဂ္ဂလောလောကမှာပညာမျက်စိအမြင်နှမျိုးရှိတယ်စီးပွားလဲရှာရတယ် စီးပွားရှာရတဲ့ပညာမျက်စီကိုကိုချင်းတရားဆိုတဲ့ကုသိုလ်ရေးမျက်စီကနေပြီးတော့ထိမ့်သိမ်းဆောက်လျှောက်ထားအဲတော့စီးပွားလဲရှာရတဲ့တရားနဲ့ပတ်သက်တဲ့မျက်စီလည်းရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာသူကပညာမျက်စီအမြင်နှမျိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်လူလောကမှာဘဝမှာဖော်ဆောင်ရင်ပညာမျက်စီအမြင်နှမျိုးရှိတဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ဖို့အမှန်တမ်းအရေးကြီးတယ် ဒါကြောင့်မို့မြတ်စွာဘုရားကဒိသကုပ္ပနအေခါတော်တိထောပုရိသပုဂ္ဂလောပညာမျက်စိအမြင်နှမျိုးစလုံးရှိရင်အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဘာလို့ဓမ္မလတ္တိဟိဘောဂေဟိဥဋ္ဌာဏာဓိကတံတဏ္ဏကြီးသူကပစ္စည်းဥစ္စာရှာတယ်ရှာတဲ့အခါမှာခုနလိုလိန်ညာတာတို့ကောင်းကြီးတာတို့မတရားတဲ့နည်းနဲ့လှုပ်တာတို့ဒါမျိုးတွေတခုမှမလုပ်ဘူးတဲ့ ကိုချင်းတရားမပြပြတဲ့လမ်းကြောင်းနဲ့စီးပွားရှာတယ်။လုံလဝီရိယနဲ့ကြိုးကြိုးဆဆစီးပွားရှာတယ်။ဓမ္မလတ္တေဟိဘောဂေဟိအဲ့ဒီလိုပစ္စည်းမျိုးတွေကိုသာသူကစနစ်တကျရှာပွေတယ်ပေါ့။မဟုတ်တာမလုပ်ဘူးကောင်းအောင်ကောင်းဝယ်လုပ်ပြီးတော့စီးပွားရှာတယ်။အဲ့ဒါလိုစီးပွားရှာပြီးမလုပ်တော့ဆိုတော့တဒါတိတိဋ္ဌသင်္ကပ္ပော ကောင်းမြတ်တဲ့အတွေ့အကြံတွေစိတ်ကူးဉာဏ်တွေအမတန်မှကောင်းတဲ့အဲ့ဒီအမြင်မျက်စိနှစ်ဦးရှိနှစ်ခုရှိတဲ့ပုဂ္ဂိုလ်ဟာတဒါတိတိဋ္ဌသင်္ကပ္ပောအပြက်ကမန္တသောနရောကောင်းအောင်ကောင်းဝဲလှုပ်ပြီးတော့ရှာထားတဲ့ပစ္စည်းဥစ္စာတွေနဲ့တဲ့ပေးတယ်ကမ်းတယ်လှူဒန်းတယ်ထောက်ပံ့တယ်စီးပွားရှာထားပြီးပြီဆိုတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာ စီပွားရေးမျက်စိရှိလို့စီပွားရပြီကိုကျင့်တရားမျက်စိရှိလို့ကုသိုလ်တရားတွေဖြစ်ပွားအောင်လုပ်တယ်ကောင်းရောင်းကောင်းဝယ်လုပ်တယ်ကောင်းတဲ့နည်းနဲ့စီပွားရလာပြီဟုတ်ပြီရလာတဲ့ပစ္စည်းဥစ္စာတွေကိုဘယ်လိုအသုံးချသလဲဆိုရင်မြတ်စွာဘုရားဟောထားတယ်အတ္တနံဒုခေတိပိနေတိကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ကိုချမ်းသာအောင်နေတယ် လှောင်ဝတ်တယ်ဝအောင်စားတယ်ကောင်းကောင်းနေတယ်နော်ကိုရှာထားတဲ့ပစ္စည်းကသုံးတယ်စနစ်တကျသုံးတယ်လို့ဒီလိုဆိုလို့တယ်ဟောမိမိကိုယ်ကိုချမ်းသာအောင်ထားတယ်မိမိကိုယ်ရင်ချမ်းသာအောင်ထားတာမဟုတ်ဘူးမာတာပိတရောဒုခေတိပိနေတိနှစ်ဖက်မိဘတွေကိုလည်းပဲချမ်းသာအောင်ထားတယ်ကြွေးမွေးတယ်ဆောင်းလျှောက်တယ်ဒါပစ္စည်းဥစ္စာကိုစနစ်တကျအသုံးချဖို့ ဒါတွေမကဘူးဗုဒ္ဒဒါရကာမကရပောရိတိဒုခိတိပိနေတိတဲ့ကိုယ်အိမ်သူအိမ်သားတွေချမ်းသာအောင်ထားတဲ့ကိုယ်လုပ်ငန်းမှာလုပ်ကြတဲ့အလုပ်သမားတွေကိုချမ်းသာအောင်ထားတယ်ထောက်ပံ့ပေးထားတယ်မိတ္တာမစ္စေဒုခိတိပုနေတိမိတ်ဆွေတွေ ပေါင်းသင်းနေ လွတ်တဲ့အခါမှာကူညီပေးတယ်ဒါရလာတဲ့ပစ္စည်းကိုအခုလိုစနစ်တကျသုံးတယ် ပြီးတဲ့အခါကျတော့ပါတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်တယ်တဲ့လူရန်နဲ့ထောက်ပံ့နေလိုအပ်တဲ့ပုဂ္ဂိုလ်တွေလူရန်နဲ့ထောက်ပံ့နေဆိုတဲ့နေရာမှာဒီလူမှုရေးနဲ့ပတ်သက်တဲ့လူတာပဲဖြစ်စေခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တွေလူတာပဲဖြစ်စေလူတန်းမှုတွေကိုဘာသာရေးနဲ့ပတ်သက်ပြီးတော့လူတာပဲဖြစ်စေအဲ့ဒါလို့လူတန်းမှုတွေကိုပြုတယ်အဲ့ဒါကိုရည်ညွှန်းပြီးတော့ဆိုတာ တဒါတိတစ္ထသင်္ကပ္ပောမြင့်မြတ်တဲ့အတွေ့အကြံတွေရှိတဲ့ဒီပုဂ္ဂိုလ်ဟာပေးတယ်ကန်းတယ်ကိုရှာလို့ရထားတဲ့ပစ္စည်းဥစ္စာတွေအလားအမဖြစ်စေဘူးလူထမ်းပေးကမ်းတော့အဲ့လိုလူထမ်းပေးကမ်းလို့ကုံသွားတဲ့အကုံဟာသုံးလို့ကုံတာနဲ့တူတူပဲတဲ့ဖြုံးလို့ကုံတာမဟုတ်ဘူးအမျက်တွေချန်တယ်လို့ဒီလိုဆိုလိုတယ်နော်ပစ္စည်းဆိုတာ မတုံးရပဲနဲ့ကုံနာမကုံတယ်လို့ခေါ်တယ်ဖြုံးလို့ကုံနာမကုံတယ်လို့ခေါ်တယ်စနစ်တကျအမေဖေကျွေးလို့မကုံဘူးသာသမီတွေကျွေးတယ်မိတ်ဆွေတင်ကားတွေထောက်ပံ့တယ်ဒါနာကောင်းမှုလုပ်တယ်အဲ့လိုကုံခြင်းဟာကုံတယ်လို့မခေါ်ရဘူးသုံးတဲ့နေရာမှာသုံးတယ်လို့ဒီလိုပဲဆိုတယ်နော်သုံးတဲ့နေရာမှာသုံးတာအပြက်ကမနသောနရောစိတ်ထားတည်ငြိမ်ပြီးတော့ ဥပေတိဗတ္တကံဌာနယထခန္ဓဝါနသောစတိဒီဘဝမှာလည်းကြည့်မယ်ဆိုလို့ရှင်ပညာမျက်စိလည်းဒီစီဝါရေးပညာမျက်စိလည်းရှိတယ်ကိုချင်းတရားနဲ့လည်းမျက်စိရှိတယ်ဆိုစီပွားကိုကိုချင်းတရားနဲ့ထိန်းကိုချင်းတရားကိုစီပွားနဲ့ထိန်းအပြန်လန်ထိန်းညှိထားတဲ့အတွက်ကြောင့်ကိုချင်းတရားလည်းမပြည့်စုံဘူးစီပွားရေးလည်းမပြည့်စုံဘူး ဆိုပါတော့စီးပွားရေးတော့ရှိပါတယ်ကိုချင်းတရားမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာလေစီးပွားတက်လာတာကိုအကြောင်းပြုပြီးကိုချင်းတရားလည်းပြတ်တက်တယ်ပေါ့ကိုချင်းတရားနဲ့မထိန်ဘူးဆိုလို့ရှိရင်စီးပွားရေးဟာလည်းပြတ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့စီးပွားကိုကိုချင်းတရားနဲ့ထိန်ကိုချင်းတရားကိုစီးပွားနဲ့ထိန်ဆိုပြီးတော့အခုလိုထိန်သိမ်းဆောက်ရှောက်ချင်းဖြစ်လာရင်ဒီကြီးပွားတိုးတက်နိုင်တယ် အဲ့ဒီလိုပညာမျက်စိအမြင်နှမျိုးရှိတဲ့ပုံကမျိုးဖြစ်ရမယ်လို့ဒီလိုဆိုတာပေါ့နော်